BBN ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးရိုးမှရှိခါချင်းတောင်ပေါ်ကိုအင်အား100ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုစောင့်ကြိုတိုက်ခိုက်ခဲ့ရာ10ဦးတဲ့မနဲ့တေဆုံးခဲ့တယ်လို့တာယာဝရီခရိုင်တရင်383ရက်နှစ်တက်ခွဲ9ကထုတ်ပြန်ထားပါတယ်။မေလ20ရက်နေ့ညပိုင်းမှာမဲလာမြို့နယ်စိန်ကလန့်မြို့ချောင်းရိုးမှဖြတ်ကျော်လန်တိုင်းခြေလင်တက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတရုတ်ပေါကုံကြောင်ကုန်ဤ တော်လန်ရင်တက်တွေကစောင်းကြူတိုက်ခိုက်ခဲ့ရာလက်နေကြီးလက်နေငယ်တွေနဲ့တနာကြီးကြာပြစ်ခတ်တိုက်ပွဲဖြစ်ပွားတယ်လို့သိရပါတယ်။စူပါတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား10ဦးနဲ့မနေ့တေဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြားကထွက်ပြေးသွားတယ်လို့သိရှိရပါတယ်။ခါချင်တောင်တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုတော်လန်ရင်တက်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးပြုလုပ်ရာတွေ့ရှိခဲ့တဲ့စကားဆအလောင်းတွေကိုမြေမြုပ်တင်းကြုံပေးခဲ့တယ်လို့စစ်သုံးပစ္စည်းတွေကိုလည်းတင်းစဲရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူးနယ်မြေရဲစခန်းနဲ့စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တဲ့9ရက်တာတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သား40ကျော်သေဆုံးပြီးလက်နက်18လက်သိမ်းဆည်းရရှိခဲ့တယ်လို့နထိုးကြီး PDF ကမနေ့ကထုတ်ပြန်ထားပါတယ်။ဝက်လူးနယ်မြေရဲစခန်းကိုမေလ15ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး16ရက်နေ့မှလည်းထပ်မံတိုက်ခိုက်ခဲ့ကြောင်းနဲ့စစ်ကောင်စီဘက်မှစခန်းမကျစေရည် လေကြောင်းအလွန်ကျွန်သုံးပြီးခုခံတဲ့ကြားကရဲစခန်းနေရာတွင်ပတ်ပြီးထိုးပေါက်နေရာခဲ့တယ်လို့ဖော်ပြထားပါတယ်ဇယ်ကျေးရွာနေတက်မ88လက်အောက်ခံတပ်တွေဖြစ်တဲ့ခလာရ83ခမာရ10စစ်ကြောင်းကိုလည်းမေလ19ရက်နေ့နေ့လယ်ပိုင်းမှာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှထိနာခဲ့တာကြောင့်လေကြောင်းပစ်ကူအများပြားသုံးပြီးခုခံတိုက်ခိုက်ခဲ့ကြတဲ့ည9နာရီခွဲထိတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်မေလ15ရက်နေ့မှာ19ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား40ဦးနဲ့အထက်သေဆုံးပြီး10ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့စစ်ကောင်စီအလောင်း10လောင်းနဲ့အထက်လက်နက်18လက်ကြီးမျိုးစုံအများအပြားနဲ့စစ်သုံးဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့တယ်လို့သိရှိရပါတယ်။ကိုမြင့်ဆောင်အညာမြေ operation အဖြစ်မြင်းညံခရိုင်တပ်ရင်း40တရဦးပကဖစင်ကိုင်ပကဖမြင်းညံခရိုင်ဒရုန်းတပ်ဖွဲ့စကိုင်း revolution force SRF တို့ဖြစ်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအကြိမ်150နဲ့အထက်ပြုတ်လုခဲ့တယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့မွန်တော်လန်ရေးတပ်ဖွဲ့နှစ်ခု ပေါင်းဆက်ဖွဲ့စည်းလိုက်တဲ့ရာမညာမွန်တပ်တော် RMA ကိုမဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လန်ရေးဤမက်ကျက်ပန်းတိုင်အမြန်အောင်မြင်ဖို့ပူပေါင်းဆောင်ရွက်သွားမယ်လို့တောင်းတက်မှာတော့ TNL ရကညာလိုက်ပါတယ်။မွန်ပြည်သိပ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSSP AD နဲ့မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစည်းပြီးတပ်ဖွဲ့နှစ်ခုကိုရမညာမွန်တပ်တော် RMA အဖြစ် ဖွဲ့စည်းလိုက်တဲ့အပေါ်ပလောင်ပြည်သူလွတ်မြောက်ရေးတပ်ဦး PSLF TLA တို့ကကြိုးဆိုဂိုပြူတောင်းဖော်ပြထားပါတယ်မွန်လူမျိုးတို့အတွက်တခုတည်းသောရမညာမွန်တပ်တော်ကိုပေါင်းဆက်ထူထောင်လာတာဟာမှန်ကန်တဲ့တော်လိုင်းလမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်ကြောင်းနဲ့ဘဝတူတော်လိုင်းရဲ့မဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လန်ရဲ့ညီမကျဲ့ဗန်းတိုင်အမြန်ဆုံးအောင်မြင်ဖို့မွန်လူမျိုးတို့ရဲ့တခုတည်းသောယာမညာတက်တော်ကိုပေါင်းဆက်ထူထောင်လာခြင်းဟာမှန်ကန်တဲ့တော်လန်ရဲ့လမ်းကြောင်းပေါ်ရောက်ရှိလာခြင်းဖြစ်ကြောင်းနဲ့ဘဝတူတော်လန်ရဲ့မဟာမိတ်အဖြစ်သတ်မှတ်ပြီးတော်လန်ရဲ့ညီမကျဲ့ဗန်းတိုင်အမြန်အောင်မြင်ဖို့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်။ဆင်အာနာရှင်စနစ်တိုက်ဖြတ်ရေးဒန်းတူရေးနဲ့ကိုပိုင်ပြထန်းပိုင်ခွင့်အပြည့်အဝရှိတဲ့မွန်ပြည်နယ်ပေါ်ထွန်းလာရေးရည်ရွယ်ချက်နဲ့မွန်မျိုးသားလွတ်မြောက်ရေးတက်မတော် MNLA AD နဲ့ MLA တို့ကပေါင်းစည်းပြီးမေလ24ရက်နေ့မှာရာမညမွန်တက်တော် RMA အဖြစ်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ VPN ညနေခင်းသတင်းများကိုကျွန်တော်ကိုထွန်းကတင်ဆက်ပေးသွားတာဖြစ်ပါတယ်။